ဂျိုကာရက်ကမလာတာလား United ကမခေါ်တာလားပရိသတ်များအားလုံးမင်္ဂလာပါဗျာ Manchester Force ကနေပြန်လဲကြိုလိုက်ပါရင် ယူနိုက်တက်နဲ့ဂျိုကာရက်ကိစ္စကတော့ဒီရက်ပိုင်းမှာအတော်လေးလူပြောများနေတဲ့ကိစ္စပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းနေ့တုန်းကဂျိုကာရက်ဟာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့အတွက်လမ်းဖွင့်ထားတယ်ဆိုပြီးသတင်းတွေတက်လာခဲ့သလိုယူနိုက်တက်ကလည်း Sporting နဲ့ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါပေမဲ့မနေ့ကညနေပိုင်းမှာတော့ Portuguese သတင်းစာ Record ရဲ့အဆိုအရဂျိုကာရက်နဲ့သူ့ရဲ့ agent ဟာကစားမအနေနဲ့ယူနိုက်တက်ကိုလာမှာမဟုတ်ကြောင်းအသိပေးလိုက်ပြီးဖြစ်ပါတယ်။အသက်28နှစ်ရွယ်ဆွေးနွေးတိုင်းစင်မှုဟာဒီနေ့နေရာဒီမှာဥရောပထိပ်သီးအသင်းတွေရဲ့ပြင်ပဖြစ်သလိုကစားမကိုယ်တိုင်ကလည်း Sporting ကနေထွက်ခွာမယ်ဆိုပြီးတော့အတည်ပြုထားသူဖြစ်ပါတယ်။ဖေဒါဂျိုကာရက်ဟာပြီးခဲ့တဲ့ရာသီတုန်းက ပေါ်နေအတွက်ပြိုင်ပွဲစုံ54ပွဲမှာ54ခုထိသွင်းယူထားနိုင်ခဲ့ပြီးတော့အသင်းအတွက်ပေါ်တူဂီအမှတ်ပေးဖလားကိုဆုခုနိုင်ခဲ့တာဖြစ်ပါတယ်။ နအူးလုံးကတော့ United နဲ့ Joker တို့ရဲ့အကြမ်းမှာဆွေးနွေးမှုတွေကခီးရောက်ခဲ့ပေမဲ့နောက်ပိုင်းမှာ Sporting နဲ့ကစားသမားတို့အကြပြဿနာတွေအကြောင်းကြံ့ကြာနေခဲ့တာပါ။ဒါပေမဲ့ကျွန်တော်တင်ထား Fabrizio Romano ကလည်း Peter Joker အနေနဲ့ United ရဲ့ဆက်သွယ်မှုများကိုလက်ခံရရှိခဲ့ပေမဲ့စိတ်ဝင်စားမှုမရှိကြောင်းသိရပါတယ်။ United အနေနဲ့လက်ရှိအပြောင်းအရွှေ့အတွက်ဖိနိုင်ချေအဖြစ်နေပါသွားခဲ့ပြီလို့သုံးသပ်လို့ရပါတယ်။ဆိုပြီးတော့အတည်ပြုထားပါတယ်။ဒါပေမဲ့လည်း MN သတင်းဌာနရဲ့ဖော်ပြချက်မှာတော့ United ဟာ Peter Joker ကိုအမေရိကန်ခေါ်ယူဖို့စံနှုန်းမရှိဘဲနဲ့အလွတ်သဘောမျိုးမေးမြန်းခဲ့တာမျိုးသာရှိခဲ့တယ်လို့သိရပါတယ်။ ယူနိုက်တက်သတင်းအောက်တူဖြစ်တဲ့ Andy Martin ရဲ့ပြောပြချက်အရ Old Trafford မှာအပြောင်းအရွှေ့ကိစ္စရပ်တွေကိုမေးမြန်းခဲ့ရမှာဒီကိစ္စကိုကင်တွယ်နေတဲ့ Senior ဝန်ထမ်းတူကဂျိုကာရဲ့နာမည်ကို Old Trafford ရံဝတ်မှာပြောတယ်မကြားမိဘူးလို့တုံ့ပြန်ခဲ့တာဖြစ်ပါရင် Andy Martin ကဒီနေ့ရက်က United ရဲ့အပြောင်းရွှေ့ပိုင်းက Senior ဝန်ထမ်းတို့နဲ့စကားပြောခဲ့ရမှာ Old Trafford မှာဂျိုကာရဲ့နာမည်ကိုပြောတယ်မကြားမိဘူးဆိုပြီးအကြောင်းပြလာခဲ့ပါရင်ဆိုလိုချင်တာက United ဟာဂျိုကာရဲ့နဲ့သတင်းတွေစတိုက်ထွက်နေပြီမြင်သူတို့အနေနဲ့ကစားသမားကိုအမှန်တကယ်ခေါ်ယူဖို့အစီအစဉ်ရှိပုံမရပါဘူးဒါပေမဲ့ ကစားသမားစီကလည်းအဖြစ်ကြိုသိထားလို့လက်ဆောင်တာလည်းဖြစ်နိုင်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါရင်ဒီတော့လက်ရှိနေသားကဂျိုကာရက်ကပဲ United ကိုမလာလား United ကပဲဂျိုကာရက်ကိုမခေါ်လာလားမေးရမလို့ဖြစ်နေပါပြီ။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။